အကယ်ဒမီမင်းသားမင်းသမီးတွေရှေ့မှာရွှေပကံနဲ့ထမင်းစားပြပြီးနှိမ်ပြလိုက်တဲ့ရွှေဆိုင်ပန်ရှင်ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဘလောက်ပဲ Academy တွေရထားပြီးတော့အောင်မြင်နေတဲ့မင်းသားမင်းသမီးတွေဖြစ်နေပါစေ။သူတို့ရဲ့ဘဝမှာတသက်လုံးရွှေပကံနဲ့စားနိုင်မှာမဟုတ်ဘူးဆိုပြီးနှိမ်ပြခဲ့တာကတော့နာမည်ကြီးရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံဖြစ်ပါတယ်။ဒီကိစ္စကလက်တလုံးမှာတော်တော်လေးကိုလူပြောများနေခဲ့ပြီးတော့သူတို့ရဲ့အပြုအမူနဲ့ပတ်သက်ပြီးဝေဖန်ချက်တွေလည်းမြင့်တက်နေကြဖြစ်ပါတယ်။ အဆိုပါရွှေဆိုင်ကအရင်ကလည်းနာမည်ကြီးပြီးတော့အလူတန်းရရောတဲ့ဇနီးမောင်နဲ့အဖြစ်လဲနာမည်ကောင်းတွေကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ဝန်တန်းတွေပေါ်မှာလည်းမောင်နှမတွေလိုမျိုးဂယူးဆိုင်ပြီးတော့ချစ်ခင်ကျင်လာတယ်ဆိုပြီးတော့လည်းနာမည်ကြီးနေခဲ့တာပါ။ဒါပေမဲ့အခုလိုမျိုးအစင်တန်းခွဲခြားတဲ့အပြုမှုတွေကြောင့်ဝေဖန်ခံရပြီဖြစ်ပါတယ်။သူတို့တွေကအကယ်ဒမီမင်းသားမင်းသမီးတွေအနေနဲ့ရွှေပကံနဲ့စားနိုင်စွာမရှိဘူးဆိုပြီးပေါ်တင်နှိမ့်ချပြီးတော့စားတောက်ပြနေတဲ့အပြုမှုတွေကြောင့်ဝေဖန်ခံနေခဲ့ရပါတယ်။ အဆိုပါရွှေဆိုင်ပိုင်ရှင်တွေကလမ်းမဲကျော်ထိတ်တန်းအကယ်ဒမီမင်းသမီးကြီးတက်လက်ဖြစ်တဲ့စိုးပြတဲ့စင်နဲ့အတူနိုင်ငံကျော်မင်းသားအောင်ရင်လင်းနေထွတ်တို့ကိုသူတို့ရဲ့ပွဲကိုလာဖို့အတွက်ငားရမ်းခဲ့တာဖြစ်ပါတယ်။ပွဲခန္ဓာကြီးမှာတက်ရောက်ဖို့အတွက်ဖိတ်ကြားခဲ့တာဖြစ်ပြီးပြန်ကန်နီးမှာတော့ထမင်းတူစားဖို့အတွက်ပြောလာခဲ့ရပါ။ဒါနဲ့ပဲစိုးပြတဲ့စင်တို့လည်းသူတို့ရဲ့လုပ်ငန်းရှင်ကထမင်းဖိတ်ကြွေးတယ်ဆိုပြီးအားရဝမ်းသာစွာနဲ့ထမင်းစပွဲမှာသွားထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့စားပွဲဝိုင်းမှာပြင်ဆင်ထားခဲ့တဲ့ပုံစံတွေကအဆင်တန်းမတူညီပဲတကယ်ကိုခွဲခြားတဲ့ ြုတ်မှုတွေပြုတ်လုထားခဲ့ရာကြောင့်ဝမ်းသာတဲ့စိတ်ကလေးတွေတောင်ပျောက်သွားခဲ့ရပါတယ်။အဲ့ဒီရွှေဆိုင်ပန်ရှင်ဇနီးမောင်နဲ့စားရဲဘက်မှာဆိုရင်တော့တကယ်ရွှေသားစစ်စစ်တွေနဲ့ပြုတ်လုထားတဲ့ရွှေပကံကြီးတွေရွှေစွန်းကြီးတွေနဲ့ရွှေရောင်တောက်ပပြီးတော့ခန္ဓာတင့်တယ်နေခဲ့တာဖြစ်ပါတယ်။ဒါကကြည်ရှိသူတွေဖို့တော့အတော်လေးကိုအင်အားတင်းစရာကောင်းသွားခဲ့ပါတယ်။ ဒါပေမဲ့မင်းသမီးဆိုဖြစ်တဲ့ဇင်နဲ့မင်းသားအောင်ရင်လင်းတို့ထိုင်တဲ့ဘက်မှာတော့တာမန်ပကံလေးတွေနဲ့ပဲတဲခင်းဧကန်ထားတာဖြစ်ပြီးဟင်းတွေကလည်းအဆင်မပြေလာပါဘူး။တစ်ချက်ကြည့်လိုက်နာနဲ့တဲ့တထေးကြီးနဲ့အိမ်ကအလုံသမားတွေစားတဲ့ထမင်းဝိုင်းလိုမျိုးအဆင်တန်းချင်းကအိမတန်ကိုကြွားချနေခဲ့တာပါ။ဒါကြောင့်ထမင်းဖိတ်ကျွေးခံရပြီးအဆင်တန်းခွဲထားပြီးတော့နှိမ်ချတာခံလိုက်ရတဲ့မင်းသားမင်းသမီးတွေလည်းမျက်စိမျက်နှာပြတ်သွားခဲ့ရဖြစ်ပါတယ်။သူတို့ဘာသာကြွားချင်ရင်တတ်တတ်ထုတ်ကြွားလို့ရပါပဲ။အခုကတော့တမင်တကာထမင်းခေါ်ကြွေးပြီးတော့နှိမ်တယ်လို့ဖြစ်နေခဲ့တာဖြစ် ဖြစ်ပါတယ်။ဒါကြောင့်အစိုးရသတင်းကလည်းထမင်းမစားခဲ့သလိုနေထုကလည်းသူ့ကိုအတင်းစားခိုင်းနေရကိုညင်းပယ်ခဲ့ပါတယ်။သူတို့အနေနဲ့ကတော့ပုံမှန်အတိုင်းရွှေပကံကြီးတွေရွှေစွန်ကြီးတွေနဲ့စားနေကြဖြစ်တာကြောင့်အခုလိုစားတာကလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပြုတ်လောက်ထားတဲ့ရွှေပကံတွေအပူမရှိရင်တပတ်ကအဲ့တဲ့တွေကိုနှိမ်ချသလိုဖြစ်သွားမှာဆိုတာကိုမတွေ့တော့ပဲနဲ့အခုလိုမျိုးဖြစ်သလိုထမင်းထည့်ပြီးတော့ကျွေးခဲ့တာပါ။ကောင်းတဲ့ဘက်ကကြည့်ရင်တော့သူတို့လိုအပ်ချက်တခုလိုသာဖြည့်တွင်းနိုင်ပေမယ့်တပတ်ကကြည့်ပြမယ်ဆိုရင်တော့မင်းသားမင်းသမီးတွေကိုတတ်တတ်ကြီးနှိမ်တယ်လို့မျိုးဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ တို့ရဲ့အနေအထိုင်အဆင့်တန်းကြီးကတကယ်မင်းသားမင်းသမီးတွေလိုက်မမေနိုင်တဲ့အနေအထားကြီးဆိုပြီးတော့ကြွားဝါသွားခဲ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးရွှေပကံတွေနဲ့ထမင်းစားပြပြီးရောမင်းသားမင်းသမီးတွေကိုနှိမ်ချလိုက်တဲ့အပြုတ်မှုတွေပေါ်မှာပရိသတ်ကြီးတို့ရောဘလိုမျိုးထင်ကြပါသလဲရှင်အဆုံးထိကြိတ်ရှုပေးရတဲ့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်